ဆရာကျမနုပြိုလှပခဲ့စဉ်တော့ကျမထက်10နှစ်လောက်ကြီးတဲ့အမျိုးသားတယောက်နဲ့အိမ်အောင်ကြခဲ့တာဆရာအသိပါအိမ်အောင်ကြကားစားတော့ကျမအမျိုးသားဟာအင်မတန်အားကိုးတိုက်တဲ့သူလို့ခံစားရတယ်ကျမသူ့ဘုံအထင်တကြီးနဲ့လဲအားကိုးချစ်ခင်ခဲ့ဒါပေမဲ့နှစ်တွေကြာမြင့်ပြောင်းလဲလာတော့ကျမရဲ့စိတ်တွေပြောင်းလဲလာခဲ့တယ်သူ့မှာအားကိုးခြင်းစရာဘာမှမရှိဘူးအထင်ကြီးစရာတွေမကြံတော့ဘူးကျမ့ကိုအရင်လိုစိတ်တွေမကြည်လင်စေတော့ပျော်ရွှင်မှုတွေမပေးနိုင်တော့ အဲ့ဒါဘာကြောင့်မလဲဆရာအိမ်အောင်ကြတယ်ဆိုတာအချစ်ရဲ့တင်းချိုင်းလေလားအိမ်အောင်ကြသွားရင်သမီးစားဘဝအချစ်တွေကုံဆုံးသွားတတ်သလားသူမပြောတာနားထောင်ပြီးတော့သူ့ဆရာလည်းဆရာနောက်ကိုခဏလိုက်ခဲ့ဆိုပြီးတော့သူမကိုတောင်ကြီးတလုံးကိုမြင်နိုင်တဲ့နေရာစီကိုခေါ်သွားပြီးအဲ့ဒီတောင်ကြီးကိုလက်ညှိုးထိုးပြီးပြပြီးတော့မေးတာပေါ့အဲ့ဒီတောင်ကြီးကိုကြည်စံဘလို့မြင်လဲမြင်မှပြီးလှပခန့်ကြပါလေမြင်ရတာလေစိတ်ကြည်လင်လန်းဆန်းစီပါလေလို့လေသူမကပြန်ဖြေတာပေါ့ကဲလား ဆရာနဲ့တောင်မိုးတက်ကြည်ကြစို့ဆိုပြီးတော့လေတောင်မိုးလည်းနှစ်ယောက်သားလှမ်းတက်သွားခဲ့တာပေါ့လမ်းတစ်လျှောက်လုံးနဲ့စကားဘာမှမပြောပြဘူးတောင်မိုးသာတက်ပြီးရင်သာတက်နေတော့တာပေါ့သူမကလည်းတဖြည်းဖြည်းနဲ့မောပန်းလာတယ်တောင်တက်လမ်းကလည်းကြောက်တုံးကြောက်ခဲတွေနဲ့ကြံတန်းနေတာပေါ့သူမနှုတ်ကလည်းမောတဲ့ပန်းနဲ့ပင်မနဲ့နားကျင်တဲ့စသဖြင့်နဲ့အတန်တွေထွက်လာတော့တောင်ထိပ်ကိုရောက်တော့ဆရာလေကဲဒါနေစောစောအမြင်နဲ့တောင်ကြီးပဲလေဆိုတော့ဒီတောင်ကြီးကမလှပါဘူးလမ်းကလည်းကြောက်တုံးကြောက်ခဲတွေနဲ့ကြမ်းလိုက်တာ တစ်ပင်နေခြုံနေရလဲရှုပ်ထွေးနေတာပဲ။ဟိုဘက်ကတောင်ကပူတောင်းလှသေးတယ်။အဲ့ဒီလိုဆိုပြီးတော့တခြားတောင်တစ်လုံးကိုလည်းညွန်ပြတာပေါ့။ဆရာကလည်းရည်ပြီးတော့อืมနင်တို့တွေချစ်သူဖြစ်ခဲ့ကြတော့လည်းဒီသဘောပဲ။တောင်ကိုအဝေးကကြည့်သလိုလှပမှုတွေခံချမ်းမှုတွေပဲမြင်ပြီးကြိုက်ခဲ့ကြ။မင်္ဂလာဆောင်ပြီးတော့တောင်ဘုံတက်လာသလိုပဲ။တွေ့ရတဲ့အရာတွေကြုံတွေ့ရတဲ့သမျှတွေကလည်းပုံမှန်သဘာဝအတိုင်းဘာမှထူးခြားမှုမရှိတဲ့အရာပေမန်းစင်းရဲမှုတသက်ပဲလို့ပဲထင်လာတယ်။ တောင်ထိပ်ကိုတက်လာတဲ့အခါမှာတော့မျက်လုံးထဲမှာအဲ့ဒီတောင်ရဲ့အလောက်ကိုမမြင်ရတော့ဘူး။တခြားဘေးကတောင်တွေရဲ့အလောက်ကိုပဲနင်းမြင်တွေ့ရတော့တယ်။တကယ်တော့တောင်ကပြောင်းလဲမသွားဘူး။နင်းသာပြောင်းလဲသွားတာ။နင်းရဲ့စိတ်ခံစားချက်ပြောင်းလဲသွားလို့အမြင်တွေပြောင်းလဲသွားတာ။နှစ်သက်မျက်နှုံးမှုမရှိတဲ့အခါမှာတောင်ဟာလည်းမလှတော့ဘူးလို့လည်းခံစားလာရတယ်။မနှစ်သက်လေးလေးကို့အတွက်ဆုံးရှုံးနစ်နာမှုတွေဖြစ်ပေါ်စေလေလေဆိုပြီးတော့တွေးနေကြတယ်။နင်းဒီဒီယာမှာရက်တည်နေပြီးတော့ဘာကြောင့်တခြားတောင်ကိုပဲမြင်နေရသလဲဆိုရင်နင်းဒီတောင်ကြီးပေါ်မှာတက်နင်းထားပြီးတော့ရက်နေလို့ တကယ်ဆိုရင်နင်းဒီတောင်ရဲ့ဂုံကျေးဇူးကိုသိရမှာအဲ့ဒီမျိုးသမီးရဲ့သူ့အမျိုးသားပြောပြောင်းလဲသွားတဲ့ဒီသဘောတရားလည်းဒီတိုင်းပါပဲတချို့ကလည်းသူများမိဘကြတော့ကောင်းလိုက်တာကို့မိဘကြတော့ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ဆိုပြီးတော့အလိုမကျဖြစ်နေကြတဲ့သားသမီးတွေလည်းထိုးနှီးတိုင်းပဲကိုနဲ့ယဉ်ဤဆုံးအခင်မင်ဆုံးသူတွေရဲ့ကောင်းွက်တွေကိုဘယ်တော့မှမမေ့လိုက်မိပါစေနဲ့တနေ့နေ့တစ်ချိန်ချင်းခွဲခွာကြစရာအကြောင်းတွေကြုံလာတဲ့အခါမှာတော့ကောင်းမွန်တဲ့တရိယာစရာတွေးတိုင်းကြည်နူးစရာအကြောင်းအရာတွေကိုကြံရစ်ခဲ့ကြရအောင်ပါ ချစ်ကြခင်ကြပါ အကြာကြီးပေါင်းသင်းလာခဲ့ကြတဲ့ခင်မင်မှုတွေကို ထိန်းသိမ်းထားနိုင်ကြပါစေမိစေကောင်းဆိုတာ လောကကြီးကပေးထားတဲ့တန်ဖိုးဖြတ်လို့မရတဲ့အကောင်းဆုံးလက်ဆောင်တစ်ခုပါ